ိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်ဓာတ်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်ဓာတ်ကင်းမဲ့ပြီးတော့တရိစ္ဆာန်တွေရဲ့သဘာဝမျိုးတွေကိုလည်းလူတွေရဲ့အထက်မှာသွားတွေ့နေရတယ်ပေါ့နော်ဒူးဒူးနိုင်ကျင့်တယ်ဆိုတာတရိစ္ဆာန်တွေရဲ့သဘာဝတစ်ခုပဲ အဲ့ဒီဒိဋ္ဌိဆန်ရဲ့တဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေတာတွေ့နေရတော့တကယ်လူသားစစ်မှန်ပြီးတော့လူစိတ်ဓာတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူခွန်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအာရှိအာမဲအာရှိတဲ့ပုဂ္ဂိုလ်ဟာအာမဲတဲ့ပုဂ္ဂိုလ်ကိုနိုင်ကျင့်ကြတယ် ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။ပညာတတ်တဲ့ပုဂ္ဂိုလ်ကမတတ်တဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။အသက်ကြီးတဲ့ပုဂ္ဂိုလ်ကတဲ့ငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုနိုင်ခြင်းတယ်လို့ဆိုတယ်။လူလောကမှာမမြတ်တာတဲ့လောရတရားလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတတ်တယ်။အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ကျင့်တယ်ဆိုတာ ဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုလူတွေစိတ်နေသဘောထားတွေဟာရှမယံခာအမြဲဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ခလောကျန်းနေစိတ်ကျန်းနေစိတ်တက်အနေအချင်းသူတို့ဘာကိုနှိမ့်ဆက်ခြင်းနဲ့အနိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ကျင့်နေတဲ့ဆိုတဲ့သဘောတွေဖရုတော် တစ်ဖက်သားကိုဒုက္ခရောက်အောင်လှုပ်ချင်တယ်ပရံဥသေးတိဒါဟေတိတိဖရူသောဆိုတစ်ဖက်သားကိုစိတ်ဆင်းအောင်လှုပ်ချင်တယ်လူစိတ်တယ်ပါဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်လူတွေပါအဲ့ဒီအနိုင်ကျင့်တယ်ဆိုတဲ့လောက်ရတဲ့ဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်အဲ့ဒီတွေ့နေတဲ့ဟာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာ ဲ့ဒါတွေဟာဖြစ်တဲ့မလားစဉ်းစားကြအောင်တလေးကတုတ်တံမှာမြတ်စွာဘုရားကနှလုံးသွင်းမှုပြောတာနှလုံးသွင်းမှုထဲမှာချင်းစင်တစ်ခုနေကိုကိုကိုပြင်ဆင်ကြရမယ်အနေထားတစ်ခုပေါ့ငါမှာအနိုင်ချင်းကျင်တဲ့စိတ်ဓာတ်ကြမ်းတမ်းတဲ့စိတ်ဓာတ်ငါမှာရှိသလားရှိလို့ရှိရင်ဒီစိတ်ဓာတ်မျိုး အပြင်ရမယ်အတ္တသမပဏိတိမင်္ဂလာကိုစိတ်ကိုကောင်းပြုပြင်တာမင်္ဂလာတစ်ခုမင်္ဂလာဆိုတာကြည့်ပါတို့တို့လောကလူတွေကမင်္ဂလာတော့လိုချင်တယ်သို့တော့မင်္ဂလာရှိအောင်လုပ်ဖို့ကြတော့လက်နှေးနေတတ်တယ်မင်္ဂလာရှိမှမသိတာဖြစ်တယ်အဲ့တော့ချမ်းသာတယ်ရွတ်ဆက်တယ်အနိုင်ကျင့်တယ်ဆိုတာဟာလူသားတွေရဲ့အမှုအကျင့်မဟုတ်ဘူး တရိษံနေရဲ့အမှုအကျင့်ကိုခေါ်ရမှာဖြစ်တယ်ပေါ့။ဒါကြောင့်မို့တရိษံနေရဲ့အမှုအကျင့်တွေဟာလူသားတွေထဲမှာလာပြီးတော့ရောရှိနေခြင်းဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးမကောင်းတဲ့လက္ခဏာ။